ပိုင်းသမရဟောင်းရိုဒီဂိုတူတာတီကို၃နိုင်အတွင်းမှာပဲနိုင်ငံတကာရာဇွတ်ခုံရုံး ICC ရှိရာဒီဟိမျိုးကိုပို့လိုက်တယ်လို့ဖိလစ်ပိုင်ကထုတ်ပြန်ပါတယ်။ဒီနေ့ည၁၇:၃မိနစ်မှာထွက်ခွာသွားပြီဖြစ်ပါတယ်။ဟောင်ကောင်ကအပြန်မလ၁၇ရက်နေ့ကဒူတာတီဟာဖိလစ်ပိုင်နိုင်ငံမြို့တော်မနီလာမှာရှိတဲ့နိုင်ငံတကာလေဆိပ်ကိုအရောက်မှာဖိလစ်ပိုင်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးမှုကိုခံခဲ့ရတာဖြစ်ပါတယ်။လက်ရှိဖိလစ်ပိုင်သမ္မတ ဖာဒီနာမာကော့စ်ဂျူနီယာကဒူတာဒေးကို မကောက်ခွဲပြီးတော့ပဲ ICC လက်ကိုဝါကွက်အပ်လိုက်တာပဲဖြစ်ပါတယ်တကယ်လို့သာဖာဒီနာမာကော့စ်ဂျူနီယာကကောက်ခွဲပြီးထားမယ်ဆိုရင် ICC ဟာဒူတာဒေးကိုလုံးဝဖမ်းနိုင်မှာမဟုတ်ပါဘူးဒါဟာနိုင်ငံရေးလက်ကွက်ဆိုပြီးလည်းအားလုံးကတော့တွေးထင်နေကြပါတယ်အဲ့ဒီလိုဖမ်းဆီးခံရပြီးနေချင်းပြီးပဲတရားရင်ဆိုင်ဖို့ ICC ခုံရုံးကိုစင်းလုံးကလည်ရင်နဲ့ခေါ်ဆောင်သွားတာဖြစ်ပါလေဒူတာဒေးဟာ2016တုန်းက ဖိလစ်ပိုင်သမားဖြစ်လာချိန်မှာမူရစ်မော်ကိုကနေမူရစ်စေဝါတုံးဆွဲသူတွေကိုစစ်ကျင်ညာတယ်လို့ကြုံဝါရင်ရက်ဆက်တဲ့နီလန်းနေနဲ့ပြင်းပြထန်ထန်ဖြိုခွင်းခဲ့ပါလေဒူတာဒေးလက်ထက်မူရစ်စေဝါနှိမ်နှင်းမှုစစ်စင်ရေးတွေအတွက်မှာတေဆုံးသူဦးရေကတော့အ ਨੇ ဆုံး1000ဒေါ်လာနဲ့3ပေါင်းကြာရှိမယ်လို့ယုံကြည်နေကြတာဖြစ်ပါလေဒူတာဒေးကတော့အခုလိုဖန်ဆီးခံရတဲ့အတွက်အံ့ဩခဲ့တယ်လို့ဆိုပါတယ် သူကဟောင်ကောင်ကိုသွားပြီးတော့လာမယ့်မေလလဲမှာပြလို့မဲ့ဖိလစ်ပိုင်ဂျာဖြည့်ရွေးကောက်ပွဲအတွက်ပြည်ပရောက်ဖိလစ်ပိုင်နိုင်ငံသားတွေကိုမဲဆွဲစီယုံခဲ့ပါတယ်။လာမယ့်ဂျာဖြည့်ရွေးကောက်ပွဲမှာဒူတာတီဟာဒါဖိုမျိုးတော်ဝင်ဖြစ်ရှင်ပြန်ရွေးချယ်ခံရမှာပါ။အသက်89နှစ်ရှိပြီဖြစ်တဲ့ဒူတာတီဟာဒုတ်ကောက်နဲ့လေစိတ်ထဲရောက်စင်မှာပဲရဲတစ်ခွဲကဖမ်းဆီးလိုက်တာပါ။ဒူတာတီအံ့ဩသွားပါတယ်။ကျွန်တော်မှဘာဖြစ်ရှိလို့လဲ။ကျွန်တော်တက်တန်တလျှောက်လှုပ်ခဲ့တာအားလုံးဟာ ရင်းကျင်းရင်းနဲ့ဖိလစ်ပိုင်ပြည်သူတွေရဲ့ဘဝအတွက်ပါလို့သူဟာဖိလစ်ပိုင်နိုင်ငံသားတွေကိုပြောခဲ့ပါလိမ့်။တမရအောင်ရဲ့ပြောရေးစုဝင်ရှိသူကတော့ဒီဖန်ဆင်းမှုဟာဥပဒေနဲ့မညီဘူးလို့ပြောပါလိမ့်။ဖိလစ်ပိုင်နိုင်ငံကြီးကခိုက်ဆွဆွပါလက်ရှိတမရဖာဒီနန်မာကိုဂျူနီယာဟာအနာရှင်ဖာဒီနန်မာကိုစီရဲ့သားပါ။နောက်ပြီးတော့ပြောရမယ်ဆိုရင်တော့လက်ရှိဒုတမရကဒူတာဒေရဲ့သမီးဆာရာဒူတာဒေပါ။ဆာရာဒူတာဒေနဲ့ဖာဒီနန်မာကိုဂျူနီယာကလည်းနိုင်ငံကြီးရဲ့ ပြင်းထန်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်ဆာရာဒူတာတေးကအခုလိုကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ဆုံးလွတ်တော်ထိပါရောက်သွားပြီးဒုသမ္မတရာထူးကလည်းပြုတ်သွားနိုင်ပါတယ်။သမ္မတဟောက်ဒူတာတေးကို ICC ဖမ်းရက်နဲ့ဖမ်းလိုက်တာဖြစ်ပေမဲ့ကျောင်းတော်ကရင်စားတော့သမ္မတမာကော့စ်ဂျူနီယာနဲ့ဒူတာတေးရဲ့တမီတို့ကြားမှာဖြစ်ပေါ်ခဲ့တဲ့ပဋိပက္ခပါ။ဒါကြောင့် ICC ကဝင်လာတဲ့အချိန်မှာသမ္မတဒူတာတေးကိုလက်ရှိသမ္မတဟောက် ကောင်ကွန်မီပြီးတော့ပဲ ICC လက်ထဲကိုထိုးအပ်လိုက်တာလို့နိုင်ငံရေးလေလာသုံးသပ်သူတွေကဆိုပါတယ်အခု ICC ရဲ့ဖန်ရနဲ့ဒေါက်တာတွေကိုဖန်ဆီးလိုက်တဲ့အခါမှာတကယ်ဘာလုံးကအံ့အားသင့်စရာဖြစ်ပါတယ်တကယ်တော့ရှုပ်ထွေးလာတဲ့ဖိလစ်ပိုင်နိုင်ငံရေးဟာ ICC ကိုခုတုံးလို့အသုံးချသွားတာဖြစ်ပါတယ်ဒါကြောင့်များမကြမီတော်တွေမှာတေချာတာတခုကတော့ဖိလစ်ပိုင်နိုင်ငံမှာနိုင်ငံရေးမုန်တိုင်းကြီးထန်လိုက်မယ်လို့လေလာသူတွေကပြောပါတယ်နောက်ထပ်တဲ့ဘုတ်ပြောခြင်းပါတယ် အမေရိကန်နိုင်ငံကိုလံဘီယာတက္ကသိုလ်မှာဆန်နော့ပြပါလက်စတိုင်းကျောင်းသားတွေကိုအမေရိကန်လူဝင်မှုကြီးကြပ်ရေးကဖမ်းဆီးလိုက်ပါတယ်။တမလော့ထရန့်ကကတိပြုထားတဲ့အစ္စရေးစင်ကျင်သူတက်ကြွလှုပ်ရှားသူတွေအားနှိမ်နင်းမှုတစ်စိတ်တစ်ပိုင်းဖြစ်နယူးယောက်မြို့ကိုလံဘီယာတက္ကသိုလ်မှာပါလက်စတိုင်းထောက်ခံဆန်နော့ပြပွဲများထင်ရှားလာတဲ့ကျောင်းသားတို့ကိုအမေရိကန်လူဝင်မှုကြီးကြပ်ရေးရရှိတွေကဖမ်းဆီးလိုက်ပါတယ်။အဲ့ဒီတက္ကသိုလ်ရဲ့နိုင်ငံတကာနဲ့ပြည်သူရဲ့အကြောင်းမှာတနေ့တဲ့ကျောင်းသားမာမှုခါလက်အား ူအနေနဲ့တက္ကသိုလ်အဆောင်မှာ American agent တွေကဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။ကိုလံဘီယာကျောင်းသားအလုပ်သမားများတမကကထုတ်ပြောပါတယ်။မာဘုတ်ခါလယ်စနီဟာ American နိုင်ငံသူဖြစ်ပြီးကိုဝင်ရှိလရှိပြီဖြစ်ကြောင်းသတင်းတွေကဖော်ပြပါတယ်။သူကိုယ်နဲ့အမြဲတမ်းနေထိုင်ခွင့် Green Card ကိုကန်ဆောင်ထားပါတယ်။အကာအကွယ်ပေးတဲ့နိုင်ငံရေးမိန့်ခေါ်လွတ်လပ်ခွင့်အားတိုက်ခတ်မှုဖြစ်သူ့ကိုဖမ်းဆီးမှုပေါ်လူခွင့်ရေးဖွဲ့တွေကရှုတ်ချပါတယ်။မီဒီယာကိုစကားပြောခြင်းကြောင့်အစိုးရကသူ့ကိုပြစ်မှတ်ထားနေတယ်လို့ဆိုရင်ကြောင်း စနေနေ့ကသူဖမ်းဆီးမခံရမီကျောင်းသားဆန္ဒပြသူတွေအားထရန်ရဲ့ဝေဖန်မှုနဲ့ပတ်သက်ပြီးပြုလုပ်တဲ့တည်င်းတွေနဲ့တွေ့ဆုံရမှာမာမုတ်ခါလေကပြောပါလိမ့်မာမုတ်ခါလေဖမ်းဆီးခံရတဲ့တည်င်းကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးမကော်ရိုဘီယိုကဆိုရှယ်မီဒီယာမှာပြန့်ဝေခဲ့ပြီးအမေရိကန်မှာဟာမတ်ထောက်ခံသူတွေကိုအိမ်ပြန်ပို့ဖို့သူတို့ဗီဇာနဲ့အမြဲတမ်းနေထိုင်ခွင့် green card ကိုပြန်ရောက်သိမ်းမှာဖြစ်ကြောင်းပြောပေမဲ့အသေးစိတ်ကိုတော့မပြောပါဘူး။ဟာမတ်ဖွဲ့နဲ့ပူးပေါင်းတဲ့လှုပ်ရှားမှုကဥဆောင်ခဲ့လို့ မာမှုခံလည်းကိုဖန်ဆီးလိုက်ခြင်းဖြစ်တယ်လို့ American မိမိလုံခြုံရေးကြီးဌာနကပြောပါတယ်။ Hamas ဖွဲ့မှပါဝင် American ကဂျမ်ဖတ်ဖွဲ့ဖြစ်သတ်မှတ်ထားတဲ့ဖွဲ့စည်းအားပစ္စည်းကူညီနဲ့အရင်းမြစ်များထောက်ပံ့ကူညီခြင်းအား American ဥပဒေကပိတ်ကွင်းထားပါတယ်။ဒါပေမဲ့အဲ့ဒီဖွဲ့တွေနဲ့ပူးပေါင်းတဲ့လုပ်ရည်တွေဆိုတော့ဥပဒေမှာအတိတ်ဝယ်ဖွင့်ဆိုထားခြင်းမရှိပါဘူး။သူတို့ဆွဆွကျင်တဲ့ပတ်သက်ပြီးမိမြတ်သူတွေကိုလည်းဝန်ကြီးဌာနကပြောခွင့်ရပုဂ္ဂိုလ်က လုံးဝမတုံ့ပြန်ခဲ့ဘူးလို့ရိုက်တာသတင်းကဆိုပါလေ။ဂျာမနီနိုင်ငံမှာလည်းလေလုံးသမားတစ်ပိတ်ကြောင့်လေရင်ခီးစင်တွေဖျက်သိမ်းလိုက်ရတယ်ဆိုပါလေ။တနင်္ဂနွေနေ့ကရုတ်တရက်လုံးသမားတွေတပိတ်မှောက်လို့ဂျာမနီနိုင်ငံဟမ်ဘက်လေးစိတ်မှာ ခီးတဲ့၄000ကျော်အကုန်လုံးရပ်တန့်ကုန်ပါလေ။စာချုပ်တွေအတွက်ထပ်မံညှိနှိုင်းနေတဲ့ဒေါ်လွင်ဂျာမနီနိုင်ငံတလောကြည်ကြပြပြကန့်ကွက်ဆန္ဒပြဖို့စီစဉ်ထားတဲ့ရည်ရည်မတိုင်မီမှာခုလိုရုတ်တရက်တပိတ်မှောက်လိုက်တာဖြစ်ပါလေ။ ခီးစဉ်ပေါင်း280နဲ့10ခုပဲထွက်ခွင့်ရခဲ့ပါလေတနင်္လာနေ့မှာတော့ဂျာမနီတလွားကလေးစိတ်စတုံးကမှာဖာဒီတမရတမကကဦးဆောင်ပြီးတပိတ်မောက်ဖို့စီစဉ်ထားပါလေအခုတပိတ်မောက်တာကအစီအစဉ်မှာမပါပဲနိုင်ဝတ်သာကြိုတင်တတိပိတ်အကြောင်းကြားမောက်ခဲ့တာဖြစ်ပါလေခုလိုတနင်္ဂနွေနေ့တပိတ်လောက်ရဟာလုံသွားပြီးခီးသွားရသည့်အစားတောင်းချီတဲ့ခီးတဲ့တွေအတွက်မမြတ်မတိုင်ရကြတယ်လို့အာနာပိုင်တွေကပြောပါလေ ခီးတွေကလည်းသပိတ်မောက်တဲ့လူကမာလေးကိုပြစ်တင်နေပါလေ။ညီတိုင်းရမှာအငင်းပွားတာတွေကခီးတွေနဲ့မသက်ဆိုင်ဘူးလို့ဟန်ဘက်လေးစိတ်ပြောရေးဆိုခွင့်ရှိသူကဆိုပါလေ။တနင်္လာနေ့မှာဆက်ရောက်လာသူတွေအတွက်ဖြစ်နိုင်ပြီးခီးစဉ်ဖြစ်တာဝန်ဆောင်မှုပြတ်တောက်တာတွေဖြစ်နိုင်တယ်လို့လည်းသတင်းထုတ်ပြန်ခြင်းမှာဖော်ပြထားပါလေ။မိမိရဲ့ ace လူမှုကွန်ရက်ဟာတိုက်ခိုက်ခံနေရပြီးအဲ့ဒီတိုက်ခိုက်ခံရမှုနောက်ွယ်မှာယူကရိန်းကဖြစ်တဲ့လူယူဆရာကြောင့် Elon Musk ကပြောပါလိမ့်မလ၁၀ရက်နေ့က တူတာနမည်ပြောင်းထားတဲ့ ACE လူမှုကွန်ရက်ပြတ်တောက်မှုတွေ့ကြုံခဲ့ရတာ cyber တိုက်ခိုက်ခံရတာကြောင့်ဖြစ်ပြီးတိုက်ခိုက်မှုဟာ Ukraine ရဲ့ IP address တွေကနေလာတာဖြစ်တယ်လို့ပါရှင်ပြတဲ့ Elon Musk ကပြောပါတယ်။ကျုပ်တို့နေ့တိုင်းတိုက်ခိုက်ခံရပါလေ။ဒါပေမဲ့ဒီတစ်ခါတော့အရေးမြင့်တဲ့အများကြီးတုံးပြီးလောက်တာပါ။အကြီးစားအုပ်စုဖွဲ့ပြီးတိုက်တာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးဖြစ်ရင်ဖြစ်မဖြစ်နိုင်ငံတစ်ခုနဲ့ပတ်သက်တယ်လို့ Elon Musk ကရေးပါတယ်။ အဲ့ဒီနေ့နောက်ပိုင်းမှာပဲ Fox Business က Larry Kellogg နဲ့အင်တာဗျူးမှာဒီကိစ္စကိုထပ်မေးခင်ရပါတယ် Elon Musk ကဒီနေ့ X ကို Cyber တိုက်ခံရပြီးပိတ်ကျသွားတယ်နိုင်ငံခြားကမြေဖြားခံနိုင်တယ်လို့ပြောထားတော့ဒါဟာသတင်းကြီးပါအဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းပြောနိုင်မလားလို့ Elon Musk ကိုမေးပါတယ်အဲ့ဒီမှာ Elon Musk ကကျုပ်ကလည်းဘာဖြစ်ခဲ့တယ်ဆိုတော့တေချာတော့မပြောနိုင်သေးဘူးဒါပေမဲ့ AC system ကိုကျသွားအောင်လောက်ရဲ IP address ကိုလိုက်စုံစမ်းတော့ Ukraine ကမြေဖြားခံပါလေတဲ့ ယူကရိန်းကမြေဖြားခံတဲ့ IP address တွေကလည်း cyber attack ခံမှုကြီးကျယ်လုပ်ခဲ့တာလို့ပြောပါလိမ့်။ Transway အဖွဲ့မှာအစိုးရအကြိုထီအောင်မှဌာန DOGE အတွက်အလုပ်လုပ်ပြီးနေရင်လည်း cyber လုပ်ငန်းတွေလက်ပတ်ရတာရောအစဉ်ပြေသလားဆိုတဲ့မေးခွန်းကိုလည်းအင်မတန်ခက်ခဲခရဲလုပ်နေတာပါလို့ Tesla နဲ့ SpaceX CEO Elon Musk ကပြောပါလိမ့်။ဒါပေမဲ့နောက်ပြန်မလဲဘူးဆိုလို့ကလူကထပ်မိတဲ့အခါ Elon Musk ကအစိုးရကိုပို့ပြီးတော့ထိရောက်အောင်ပြင်အောင် ကျွန်တော်စူးစမ်းပေးနေတာလို့ဆက်ပြောပါတယ်။ကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဟာ Tesla နဲ့ SpaceX ကိုတာဝန်နဲ့ပြင် Ace နဲ့ Ace AI company တွေကိုပါဦးဆောင်နေတာဖြစ်ပါတယ်။အော်တိုဘာလနောက်ပိုင်း Tesla ရှယ်ယာဈေးတွေအနေဆုံးထိုးကြပြီ။ Stock စီးကွက်တန်ဖိုးဒေါ်လာ130ဘီလီယံထိဆုံးရှုံးခဲ့ပြီးမှ Elon Musk ကအခုလိုမှတ်ချက်ချခဲ့တာဖြစ်ပါတယ်။ ။ဟီလိုမတ်ဆုံးရှုံးသွားတဲ့ဒေါ်လာဘီလီယံ130ဟာအရင်ကများပြားတဲ့ငွေကြေးပါ။နှိုင်းရှင်ကြည့်ရင်ကမ္ဘာအဆင့်တစ်ဆင့်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ Microsoft CEO ဟောင်းစတီဗ်ဘောမာဟာစစ်စစ်ပေါင်းခန့်မှန်းခြေအသက်တင်ချမ်းသာမှုဟာဒေါ်လာ138.6ဘီလီယံရှိပါလေ။အာရှရဲ့ချမ်းသာဆုံးပုဂ္ဂိုလ်အိန္ဒိယက Mukesh Ambani ဟာဒေါ်လာ100ဘီလီယံနီးပါးကျော်ပါလေ။ အခုဆိုရင် Elon Musk ရဲ့ social media သူတို့ထက်တော်မှပိုများသွားတယ်ဆိုပါလေရွေးကောက်ပွဲနေ့မှာစတာပရီနေ့ထိ Tesla ရဲ့ share အတန်းမှုဟာ၄.၈ခန်းတော့တိုးလာမှုကဒီဇင်ဘာ18ရက်ထိမြင့်တက်ခဲ့တဲ့62ရာခိုင်နှုန်းနဲ့နှိုင်းယှဉ်ရင်အနည်းငယ်သာဖြစ်ပါတယ်။ရွေးကောက်ပွဲကာလနောက်ပိုင်း Tesla ရဲ့ share တန်မှုဟာပထမဆုံးမြင့်တက်မှုဟာ Elon Musk က Trend Republican ရဲ့အနိုင်ရဖို့အလူငွေခံမှန်းချေဒေါ်လာသန်း300ပံ့ပိုးမှုရဲ့ အထူးမြတ်ဆုံးဖြစ်လာနိုင်တယ်လို့ Wall Street ရဲ့မှန်ဆမှုကြောင့်ပါဒါဟာ Tesla အတွက်ပုံမှန်လွယ်ကူတဲ့စီးမင်းတွေအကျိုးရှိနိုင်ပါတယ် Elon Musk ဟာရွေးကောက်ပွဲရတဲ့မှာဒေါ်လာ88ဘီလီယံပုံမှန်ချမ်းသာနေစေဖြစ်ပါလိမ့်ဒါပေမဲ့အခုခါမှာတော့ DOGE ရဲ့ဆွဲဆောင်ရေးဌာနရဲ့လုံဆောင်ချက်တွေနဲ့ပတ်သက်ပြီး American နိုင်ငံတော်မှာအပြင်းထန်ကန့်ကွက်စံတော်ပြောင်းမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါလိမ့်ဒါကြောင့် Elon Musk ရဲ့ cyber threat တွေကိုဝေယူမှုကလည်း အရန်ထိုးကြသွားလို့တက်စလာအတွက်ဂရင်ကရင်ဖြစ်လာပါလေ။အဲ့ဒီချိန်မှာတရွယ်လျက်စစ်ကားထုတ်လုပ်မှုပမာဏမြင့်မားလာခြင်းကလည်းတက်စလာကိုတိုက်ခိုက်မှုပဲဖြစ်ပါလေ။အခွန်တိုးမြင့်ကောက်ခံတာဟာကျွန်တော်တို့လုပ်ငန်းတွေရဲ့အမြတ်ဆုံးပုံမှာအကျိုးသက်ရောက်မှုရှိတယ်လို့တက်စလာရဲ့ဘန်နာရေးရာရှိချုပ်ကပြောပါလေ။ American Suya ရဲ့စွမ်းဆောင်ရည်ဌာန DOGE နဲ့ Trump အုပ်ချုပ်ရေးမှာ Elon Musk ရဲ့ပါဝင်ပတ်သက်မှုဟာ ပြောရမစင်တက်စလာရဲ့ဝယ်လိုအားရှူတောင်ပေါ်ရှုပ်ထွေးမှုဖြစ်စေပြီးဥရောပမှာဝယ်ယူသူတွေနဲ့အမေရိကမှာဝယ်ယူသူတွေပေါ့ကျိုးသက်ရောက်မှု ရှိခဲ့ပါတယ်။ဒါကြောင့်နောက်ဆက်တွဲအနေနဲ့ Elon Musk ဟာခုလိုမျိုးဒေါ်လာဘီလီယံ130ကျော်အထိဆုံးရှုံးသွားတာပဲဖြစ်ပါတယ်။တရုတ်နဲ့ရုရှားဆက်ဆံရေးဟာရင်းချက်တည်ငြိမ်ရေးနိုင်ငံကြီးချင်းဆက်ဆံရေးပုံစံတည်းရဲ့ရှေ့တန်းမှာရက်တည်နေတယ်လို့ဝန်ကြီးကပြောပါတယ်။တရုတ်ကွန်မြူနတီပါတီဖိုးကော်မတီဝင် နိုင်ငံရေးဥဆောင်ဖွဲ့ဝင်ပေါ်ရစ်ဘီရိုဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးဟာသတင်းစာရှင်းပွဲမှာတရုတ်ရုရှားစစ်ပွဲဆက်ဆံရေးကိုထုတ်ဖော်ပြောကြားပါတယ်။ဒါအပြင်အမေရိကန်သမ္မတထရိုင်ရဲ့သဘောထားအနေနဲ့ပတ်သက်ပြီး NDA ရှိတဲ့အကြောင်းတော်ရဲဥပဒေသာဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုလည်းဝန်ကြီးကထုတ်ဖော်ပြောပါတယ်။ဝန်ကြီးကနိုင်ငံကပေါ်ဝန်းကျင်ဘလို့ပဲပြောင်းလဲစီကောင်တရုတ်ရုရှားချစ်ချည်ရဲ့တမန်ဟာပြောင်းလဲတော့မှာမဟုတ်လို့ ပင်ကိုတွန်းအားလဲညှော်နေတော့မှာမဟုတ်ဘူးလို့ပြောပါလေ။ နှစ်နိုင်ငံအနေနဲ့တမိုင်းတွေ့ကြုံကိုနက်ဆိုင်စွာသုံးသပြီးထာရအင်ဂျင်ကောင်ချင်းချင်းချင်းရရှိဖို့စိတ်ပိုင်းဖြစ်တာကြောင့်ဘတ်ဆိုမဟာဗျူဟာညီနိုင်ပူပေါင်းဆောင်ရေးကိုလှုပ်ဆောင်ရင်းအပြန်အလှန်အကျိုးဖြစ်ထွန်းတဲ့ပုံစည်းပွားရေးရှာဖွေရမှာဖြစ်ကြောင်းဘာကြောင့်လဲဆိုတော့အဲ့ဒီလိုလှုပ်ဆောင်ခြင်းကလည်းနှစ်နိုင်ငံပြည်သူတွေရဲ့အခြေခံအကျိုးစီးပွားနဲ့ကပ်ညီသလိုရှင်နေခဲ့ဖွံ့ဖြိုးတိုးတက်မှုဦးတည်ခြင်းနဲ့လည်းကပ်ညီတယ်လို့ဝန်ကြီးကဆက်လက်ပြောကြားခဲ့ပါတယ်။ဒါ့အပြင်မီဒီယာတွေကလည်းဝန်ကြီးကို အမေရိကန်နဲ့ဆက်ဆံရေးအကြောင်းပြောတဲ့အခါမှာအမေရိကန်သမ္မတထရန့်နဲ့ပတ်သက်ပြီးတရုတ်အစိုးရအနေနဲ့လောလောဆယ်သမ္မတချင်းပြည်ဆောင်ဆွေးနွေးမှုတော့နည်းနည်းချင်းဆိုင်တစ်ခါမှမလုပ်ဘူးဆိုပါလေဖုန်းကနေဆက်သွယ်ပြောဆိုမှုတော့ရှိခဲ့တယ်ဆိုပါလေသမ္မတထရန့်ဟာအမေရိကန်သားပထမဆုံးတဲ့မူဝါဒကိုကျင့်သုံးရင်းနဲ့ခွန်တိုးမြှင့်မှုတွေခွန်စည်းကြောက်ခံမှုတွေအဆမတန်လှုပ်လာတဲ့အတွက်ကမ္ဘာ့ ကုန်သွယ်ရေးဖွဲ့ချုပ် WTO ကိုတရုတ်ကတိုင်ကြားထားတယ်လို့ဆိုပါတယ်အမေရိကန်ရဲ့မူဝါဒဟာပြောရမယ်ဆိုရင်တော့သူ့နိုင်ငံသားတွေတော်တော်နားထောင်လို့ကောင်းပေမဲ့ဒါဟာသူ့တနိုင်ငံတည်းကြီးမြတ်ခြင်းနဲ့အတောက်ကိုအခြေခံတဲ့အကျိုးစိတ်ကြောင့်ဖြစ်ကြောင်းဒီလိုမျိုးသာဆက်လို့ရင်ကဘာကြီးရဲ့စီးပင်းစီးပန်းတွေအားလုံးလည်းပျက်စီးသွားမှာဖြစ်ပြီးအမေရိကန်ရဲ့ထောက်ပံ့မှုတွေရောကျသွားတဲ့အတွက်ကဘာကြီးမှာတစ်ဖက်ဆောင်တဲ့အခြေအနေကြုံလာရနိုင်တယ်လို့ဝန်ကြီးကပြောပါတယ် ဒါ့အပြင်အမေရိကန်သမ္မတထရန့်အနေနဲ့အဲ့ဒီလိုလှုပ်တာဟာသူ့တနိုင်ငံရဲ့ကြီးပွားရေးကို ကိုစားပြုပြီးလှုပ်တာဖြစ်တာကြောင့်အင်အားကြီးသူ အနိုင်ရတယ်ဆိုတော့တော်ရိုင်းဥပဒေသားလို့သူဟာခေတ်နောက်ပြန်ဆွဲတဲ့အတွေးခေါ်နဲ့လှုပ်တာလို့ဝန်ကြီးကပြစ်တင်ဆွဆွဲပါတယ်အထူးသဖြင့်တရုတ်ကအမေရိကန်ပေါ်မှာအခွန်စည်းကြမှုတွေတိုးမင်းကောက်ခံတာနဲ့ပတ်သက်ပြီးပြင်းပြထန်ထန်ပြောဆိုသွားတာဖြစ်ပါတယ်တရုတ်အနေနဲ့ကမ္ဘာကြီးရဲ့ဝန်ကိုတက်နိုင်သမျှထမ်းဖို့အတွက် စ조사มาဖြစ်ကြောင်းတရုတ်ရဲ့သဘောထားနဲ့အမေရိကန်ရဲ့သဘောထားကိုနှိုင်းယှဉ်ပြီးကဘာကြီးအနေနဲ့စဉ်းစားသင့်တယ်လို့ဝန်ကြီးကဆိုပါလိမ့်ပြီးခဲ့တဲ့လပိုင်းကလည်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူဟာဥရောပသမဂ္ဂကခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပြီးအမေရိကန်နဲ့တရုတ်ဘယ်နိုင်ငံကကဘာကြီးအတွက်ပိုတံမိုးထားလဲဆိုတာကိုသေချာလေးလာစမ်းသပ်တယ်ဆိုပြီးဥရောပနိုင်ငံတွေကိုပြောသွားတာဖြစ်ပါလိမ့်တရုတ်ရဲ့ဆန္ဒသဘောထားအရာ အမေရိကန်ကနောက်ဆုံးလိုက်တဲ့အတွက်နောက်ဆုံးလိုက်တဲ့ NGO လိုနေရာတွေမှာတရုတ်ကအားဖြစ်ပြီးခြင်းပုံရတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဥရောပနိုင်ငံတွေကတော့တရုတ်ကိုတတိကြီးကြီးထားပြီးဆက်ဆံနေတယ်လို့ဆိုပါတယ်။အမေရိကန်သမ္မတထရန့်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ကလည်းတစ်ချိန်ချိန်မှာတွေ့ဆုံဆွေးနွေးမှာဖြစ်ပေမဲ့လက်ရှိမှာတော့ဘယ်နေ့မှာတွေ့ဆုံဆွေးနွေးမယ်ဆိုတာကိုတော့ပြောပြထားခြင်းမရှိသေးပါဘူး။ဒါပြ ိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးမိင်းနဲ့မကစားဖို့ပြောတော့ပါလေထိုင်ဝမ်ရေးနဲ့ပတ်သက်ပြီးတော့ဝင်ရောက်စုဖက်တဲ့မိင်းနဲ့ကစားသလိုသာဖြစ်ပြီးမိင်းနဲ့ကစားတဲ့သူဟာနောက်ဆုံးမှာကိုယ်တိုင်ပဲမိလောင်ကျွမ်းခံရမယ်လို့ဝင်းကြီးကပြောတော့ပါလေဝင်းကြီးကအတိအကပြောချင်တာဟာအမေရိကန်ကိုဥတီပြီးတော့ပြောသွားတာဖြစ်ပါလေထိုင်ဝမ်ကလက်ရှိအချိန်မှာအမေရိကန်ကသူ့ကိုအခုတိုမြင့်ကောက်ခံမှာဆိုတဲ့အတွက်အမေရိကန်မှာဒေါ်လာဘီလီယံတရာရင်းနှီးမြှုပ်နှံမယ်ဆိုပြီးလည်း ထန့်ကိုပြောထားတာဖြစ်ပါလေ။အော်စတြေးလျနိုင်ငံမှာပြင်းထန်လာတဲ့ဆန်ကလုံးမုန်တိုင်းကြောင့်တပ်ဖွဲ့ဝင်တွေလည်းတန်းရပြီးတော်တော်လေးကိုထိခိုက်ပျက်စီးမှုနဲ့ကြုံရပါလေ။နိုင်ငံရှိပိုင်းကဲဝန်းတဲ့ကြောကိုဝန်ရောက်တိုက်ခိုက်ခဲ့တဲ့ဆန်ကလုံးမုန်တိုင်းကြီး average ကြောင့်အိမ်တော်စု၃သိန်းသုံးပေါင်းကျော်ဟာလျှက်စစ်တပ်အားပြတ်တောက်မှုနဲ့ကြုံရပြီးပြင်းထန်တဲ့ရင်မတော်ဆောင်မှုကြောင့်အော်စတြေးလျတပ်ဖွဲ့ဝင်တွေပြင်းထန်တန်းရခဲ့ပါလေ။ အပူပိုင်းဆိုင်ကလုံးမုန်တိုင်းအစီရောက်ခဲ့ပြီးခုခါအပူပိုင်းမုန်တိုင်းငယ်ဖြစ်အပြုတ်သွားတဲ့မုန်တိုင်းဟာကမ်းလွန်ပင်လယ်ပြင်မှာရဲတံကြားတည်ရှိပြီးနောက်ကွင်းစလန်ပြည်နယ်ကဲဝန်းန်းပေါ်ရှိပရာဘရီကျွန်းကုန်းလွှဲမှာပေါ်ရောက်ခဲ့ပါတယ်ကွင်းစလန်ရှိတောင်ပိုင်းနဲ့ New South Wales ရှိမြောက်ပိုင်းကီလိုမီတာ400ရှိလျားတဲ့ကဲဝန်းန်းဒေသတွေမှာမိုးတီးထန်စွာရွာသွန်းခဲ့ပြီးမြေချောများရေရှမ်းခဲ့ပါတယ်မုန်တိုင်းတဲ့ဒေသတွေကို ကိုညီကေစမှုလို့ပေါ်စေလွတ်လိုက်တဲ့ Austria ကာကွယ်တပ်ဖွဲ့ EDF truck ကနစီဟာ New South Wales ပြည်နယ်လာဇာမိုးမြို့နီးရင်တိုက်မှုဖြစ်ခဲ့လို့တပ်ဖွဲ့ဝင်36ဦးထဏ်ရပါတယ်။တချို့ကတော့ဒဏ်ရာပြင်းထန်ခဲ့တယ်လို့အစိုးရတောင်းအရှိသူတွေနဲ့ရေးပေါ်ဌာနကပြောပါလိမ့်။လူနာတွေကိုစေုံလေးကိုပို့ဆောင်ခဲ့ရပါတယ်။လက်ရှိမှာတော့ဖြစ်စင်မှာထိခိုက်ဒဏ်ရာရခဲ့သူတွေနဲ့သူတို့မိသားစုတွေကောင်းကျိုးချမ်းသာရဖို့ကျွန်တော်တို့အဓိကလုပ်နေတယ်လို့ ဝန်ကြီးချုပ်အန်တိုနီအယ်ဘာနီကပြောပါတယ်။တားပြေမုံတန်းကြောင့်မူတီထံပြီးရေးတက်လာတဲ့အတွက်အရှိတ်ကံရွေးတဲ့မှာအင်ဂျင်ပေါင်းတသိန်း2000ကျော်နဲ့အရေးကြီးသုံးဆောင်ဖြစ်စီတွေကိုထင်းသိမ်းထားနိုင်ဖို့ဒေတာခိုင်ပြည်သူတွေကမတ်စတရနေ့ကအပြိုင်ဆိုင်ကြိုးပမ်းနေပါလိမ့်။အဲ့ဒီမုံတန်းကြီးကမလရှင်းနေ့ကစတင်ပြီးတော့အပူပိုင်းဒေတာဆန်ကလုံး Airfront မုံတန်းကြီးဟာကုန်းနေမိုင်မုံရောက်ခင်ဩစတြေးလျတဲ့ကံလုံကလည်း မိုင်250ရှိလျားတဲ့ကင်ယူနယ်တလျှောက်၅ရက်ကြာတိုက်နေတာဖြစ်ပါလေ။ Queensland နဲ့ New South Wales ကင်ယူနယ်တလျှောက်လေပြင်းတိုက်ခတ်မှုနဲ့မိုးရွာသွန်းမှုရောပါသွားပေမဲ့နိုင်ငံနေရာအနှံ့ပြလျှက်စင်ပြီးပြတ်တောက်နေတော့မှဖြစ်ပါလေ။မလောင်၁၇ရက်နေ့မနက်ပိုင်းဒီလူနေတိုက်ခတ်မှု3,300ကမြေပြတ်တဲ့အောင်မှနေရပါလေ။ Queensland ပြည်နယ်အရှေ့တောင်ဘက်မှာတဘာဝပြီးအဆိုးအဆုံထိခိုက်ခံစားခဲ့ရပေမဲ့သတင်းပတ်တွေတွင်ဖုန်းလိုင်းနဲ့လျှက်စစ်တာအနိုင်95ရာခိုင်နှုန်း ပြန်လည်ချိတ်ဆက်ဖြန့်ဖြူးနိုင်ဖို့ကြိုးစားနေတယ်လို့အာနာပိုင်ရင်ကပြောပါလိမ့်။မှုန်တိုင်းမှုဝင်ခင်မလ9ရက်တုန်းက၄ဘင်း Rapid Cut မော်တော်ယာဉ်မောင်းနေသူအသက်62နှစ်အရွယ်မျိုးသားကြီးဟာတရားစင်းပေါ်ဖြစ်တဲ့ရင်ရေးကြီးနေတဲ့မြေထဲမျောပါခဲ့တာကြောင့်ဩစတြေးလျနိုင်ငံမှာဒီရက်ပိုင်းရှားသီဥတုဆိုလိုလူတဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ American ပြည်တော်စု Massachusetts ပြည်နယ်မှာပင်လယ်တွင်းပြိုကျမဲ့အန်ဒီယန်ရဲ့ရင်ဆိုင်နေရတဲ့ တန်ဖိုးကြီးစိုင်ကျဲပါရှင်ဟာစိုင်ကြီးကိုဖြိုဖျက်ဖို့ညှင်းဆန်နေခဲ့ပြီးနောက်ဆုံးမှာတော့ဖြိုချဖို့သဘောတူလိုက်ရတယ်လို့ဆိုပါတယ်တကယ်လို့မဖြိုချဘူးဆိုရင်လည်းအဲ့ဒီစိုင်ကြီးဟာ American ပြည်ရဲ့ Cape Cod ပင်လယ်ကွေ့မှာရှေးတိုက်ဆမှုကြောင့်ပင်လယ်တွင်းကြိုကျတော့မဲ့အနေနဲ့ရင်ဆိုင်နေရတာဖြစ်ပါလေ Massachusetts ပြည်နယ်ရှိကမ်းရံကမ်းခြေစိုင်ကြီးဟာ Massachusetts ပြည်နယ်ရဲ့အလှတရားကိုပို့စားပြုနေပါလေ။ တခက်တခါအားဆိုရင်ဒီအိမ်ကြီးဟာပြရောက်သဘောလိုဖြစ်နေပြီးတပ်ပေါ်ရန်သူတွေတော့မှာအရန်စီကားခဲတဲ့နေရာလည်းဖြစ်ပါလေ။ဒါမဲ့လက်ရှိမှာပင်လယ်ကမ်းမရှိတဲ့ဆောင်းမှုကြောင့်ပင်လယ်တွင်းဖြူချပါကနေအိမ်ဆုံးရှုံးမှုအပြင်အနီးမှာရှိတဲ့ World Fleet စိတ်ကန်ရှိကမာကုံတွေအတိုင်းမျိုးတွေပါထိခိုက်ပျက်စီးမဲ့အန္တရာယ်ရှိနေပါလေ။ဒါမဲ့ပိုင်ရှင်ဖြစ်သူကမဖြိုဖြစ်နိုင်ကြောင်းချိန်ဖန်များစွာညှင်းဆန်နေရ။တဲတောင်ကဘာဆုံးဖြူချလူလူနေတာနဲ့လာပေါများစွာဆက်လက်တည်ရှိပါလေ။ ဒါပေမဲ့နောက်ဆုံးမှာတော့နေအိမ်ကိုတစားစီဖြိုပြန်ဖို့နဲ့ပျက်စီးတွေကိုတည်ဆောင်သွားဖို့ဆယ်ရန်နေရာကြီးတွေထရက်ကားတွေရောက်လာပါလိမ့်။အဲ့ဒီမှာဖြိုပြန်ရင်းနဲ့ဒီနေ့မလ17ရက်နေ့မှာတော့နေအိမ်ရဲ့ compress လက်ပြားလေးမိခိုးခေါင်းနိုင်တဲ့မိစက်ကြီးတလုံးသားဂျန်ရစ်တော့တာဖြစ်ပါလိမ့်။တစ်ဖက်ကကြည့်ရင်ဒီဒီသားရဲ့အထင်ကရပြဲဥတခုဖြစ်လာတဲ့အင်ဂျလုံးဖြစ်တာကြောင့်ဝမ်းနေဖို့ပေါင်ပါလေလို့ဝမ်းဖလစ်မျိုးတွေရဲ့သဘောပေါင်ခြင်းကောင်စီမှအဖွဲ့ဝင် ကျွန်ကိုဘလာခပြပါလေတခြားတစ်ဖက်ကကြည့်ရင်တော့တင်းမဖြိုးချလိုက်တာကျွန်တော်ဝမ်းသာပါလေဒါဟာကျွန်တော်တို့မျိုးနဲ့ကျွန်တော်တို့ရဲ့တဘာဝပုံဝင်ခြင်းအတွက်တောကကြီးတစ်ခုလို့ကျွန်ကိုဘလာခဆိုပါလေအခုအိမ်ကို2019ခုနှစ်ကနယူးယောက်ရှိနေတူဖြစ်သူပိုနိုဘီကအမေရိကန်ဒေါ်လာ9တန်းခွဲနဲ့ဝယ်ယူခဲ့တာပါပြီးခဲ့တဲ့2023တွင်ထွက်ပေါ်လာတဲ့အစီရင်ခံစာအရအဲ့ဒီအိမ်မှာ၃နှစ်အတွင်းပြင်လဲတဲ့ပြိုကျပွဲရှိပါလေ ဒီလိုပြောကြရင်အိမ်ရဲ့အပြက်စီများမှာအနီးအနားမှာရှိတဲ့ကမာကောင်မွေးမြူလုပ်ငန်းလုပ်သူတွေအလုံးကိုထိခိုက်လာမှာဖြစ်ပါလိမ့်။ဒါကြောင့်မြို့ရဲ့သဘောပတ်ဝန်းကျင်ကော်မရှင်ကအဲ့ဒီအိမ်ကိုဖျက်သိမ်းဖို့အင်ရှင်ဖြစ်သူကိုတောင်းဆိုခဲ့တာပဲဖြစ်ပါလိမ့်။အင်ရှင်ဖြစ်သူကတော့နောက်ဆုံးမှခွင့်ပြုလိုက်ရပြီပဲဖြစ်ပါလိမ့်။အမေရိကမှာစနားနှစ်တွင် ပထမဆုံးချိန်သေတံကိုတနက်နေ့ပြစ်ခတ်စီရင်ခွင့်ပြုခဲ့ပါလေ။ရေဂန်နိုင်ငံတောင်ကိုလိုင်းနာပြည်နယ်ကျင်းတော်မှာ ေးတဲ့ချမှတ်ခံထားတဲ့ထောက်သားတို့ကိုတနက်နေ့ပြစ်ခတ်ကွပ်မြက်ခဲ့အောင်အမေရိကန်မှာ15နှစ်အတွက်ပထမဆုံးအကြိမ်တနက်နေ့သေးတဲ့စီရင်မှုဖြစ်ပတ်တံဝန်ခဲ့ပါတယ်။အကျဉ်းသောနာမည်က Brazil မော်ဖြစ်ပြီးတော့အသက်68နှစ်ပါ။သူဟာ2000ခုနှစ်ကချစ်သူဟောင်းကိုပြန်ပြီးဆွဲကပြားရည်စံခရီးထွက်ခဲ့ပြီးတော့ကိုယ်တိုင်တက်ဖြတ်ခဲ့တယ်လို့ကိုကိုကိုလည်းတည်တည်ဖို့စူးစမ်းခဲ့ပါတယ်။အဲ့ဒီလူသမှုမဖြစ်မီ ချစ်သူခေါင်းရဲ့မိဘနှစ်ပါးကိုလည်း baseball တို့နဲ့ရဲဆက်ဆက်ချိုင်းတက်ခဲ့တဲ့အတွက်တည်တံ့ချမှတ်ခံရသူဖြစ်ပါလေတောင်ကယ်လိုင်းနာပြည်နယ်မှာခုလိုတနက်နဲ့တည်တံ့စီရင်ခြင်းဟာသမိုင်းမှာပထမဆုံးအကျင့်ဖြစ်ပြီးအမေရိကန်နိုင်ငံသမိုင်းမှာလွန်ခဲ့တဲ့15နှစ်အတွင်းပထမဆုံးအကျင့်တနက်နဲ့တည်တံ့စီရင်ခြင်းဖြစ်ပါလေစစ်ကမုံကိုလျှက်စစ်ထံကိုစေထိုးတက်ခြင်းနဲ့တနက်နဲ့တည်တံ့စီရင်ခြင်း၃မျိုးအနက်တမျိုးယူခံရနောက်ဆုံးလျှက်စစ်ထံကိုလည်းစီရင်ခံရခြင်းဟာ လူကိုချက်ပြုတ်တယ်လို့ခံစားရမှာဖြစ်ကြောင်းစေထိုးတဲ့ခြင်းဟာလည်းအစုတ်တွင်းသွေးတွေပပွက်ထားစေမှာဖြစ်ခြင်းကြောင့်စစ်ကမွန်ကသူ့ကိုတဏှနဲ့ပြစ်ဖို့ရွေးချယ်ခဲ့ပါလေတည်တံစီမှုမှာရှင်ဘက်မှာပြစ်ကွင်းချိန်တာကြိုက်ပါဝတ်စုံအနက်ခေါင်းစုံအနက်ကိုဝတ်ဆင်ပေးကဥဒ္ဒတိုင်းရှိမှာထိုင်ကုန်နဲ့ထိုင်စေပြီးလှုပ်အားပေးအကျဉ်းသားသုံးယောက်ကို ပြစ်ခတ်ကွပ်မျက်စေခြင်းဖြစ်တယ်လို့မြင့်မြင့်နေအစိုးရသိရပါတယ်